အထက်တန်းလွှာတယောက်ဖြစ်ကြောင်းပြချင်နေဆိုရင်ဘာတွေနဲ့ပြကြမလဲတံပိုးကြီးကားတွေလားစိန်တွေလားတကယ်တော့လေအဲ့ဒါတွေမဟုတ်ပါဘူးတကယ်ထက်တန်းလွှာတိုင်ဝိုင်းကလူတယောက်ကိုသူတို့ရဲ့ပြောဆိုဆက်ဆံပုံနဲ့မဲတိုင်းတာဆုံးဖြတ်ကြတာပါအဲ့ဒီတော့ဒီနေ့မှာအဲ့ဒီမမြင်ရတဲ့စီးမြင်းတဲ့အကြောင်းကိုကျွန်တော်တို့အထူးထလေ့လာကြည့်ကြရအောင်ဒီမှာကြည့်ပါဒါမန်စကားစမြေပြောတာလေးကဘာများအရေးကြီးမှလဲလို့ထင်နိုင်ပေမဲ့အထက်တန်းလွှာတွေကြမှာတော့ဒါဟာတိတ်တိတ်လေးလုံနေတဲ့ လူမှုရေးစစေးမှုတစ်ခုလိုပါပဲဒီစကားဝိုင်းလေးတစ်ခုကနေပဲကိုဟာသူ့အတိုင်းအဝိုင်းလဲကလားဒါမှမဟုတ်အဖြစ်လူလားဆိုတော့ကိုအကယ်ဖက်ခံလဲရနိုင်ပါတယ်ဒါကြောင့်မို့လို့ဖြစ်စီဥစားဒီကအပေါ်ရန်ပဲအရေးပါတာပါတကယ်တမ်းမှာတော့စကားပြောဆိုဆက်ဆံပုံကသာအတွင်းလူနဲ့အဖြစ်လူကိုခွဲခြားတဲ့အထူးသောချက်ဖြစ်နေတာပါအဲ့ဒါဘလို့လှုပ်လှုပ်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်ဒီအစီအမင်းတွေကိုမသိရင်ဘလို့အချိုးဆက်တွေထိလာနိုင်မလဲဒီလိုလေးမြင်အောင်ကြည့်လိုက်ပါ ဟမ်ဒန်စ်ကပါတီပွဲလေးတစ်ခုကိုရောက်သွားတဲ့ချမ်းသာခါစဇနီးမောင်နှံတတော်ပေါ့သူတို့ကအယံကိုအားတက်သရောနဲ့စကားဝိုင်းထဲဝင်ပြောတယ်ဒါပေမဲ့သူတို့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်အားလုံးကသူတို့ကိုဖေးဖယ်သွားကြတယ်သူတို့ပါမလုံမိလိုက်လို့လေအဲ့ဒီအကြောင်းကိုဆက်ပြီးကြည့်သွားပါမယ်ကဲပထမဆုံးညမကတော့ချက်ချင်းနားလဲရခတ်နိုင်ပါတယ်အထက်ကျန်လာတဲ့စကားပြောတဲ့အခါသူတို့ရဲ့အထီးကယူတဲ့ချက်ကကိုကိုကိုအထင်ကြီးအောင်လုပ်ဖို့မဟုတ်ဘူးတဲ့တကယ်တမ်းတော့တခြားသူတွေကိုတတ်တော့တတ်ရှိအောင်ဖန်တီးပေးဖို့ပါပဲတဲ့ ဲ့ဒီအချက်ကကျွန်တော်တို့ကိုအရေးကြီးတဲ့မိကုံတစ်ခုစီတွန်းပို့လိုက်တာပါပဲအထက်တန်းလွာတွေကတကယ်တမ်းမှာဘဲရကို အတန်ပိုးဆုံးလို့သတ်မှတ်ကြတယ်လေပိုက်ဆံလားအာနာလားတကယ်တော့အဲ့ဒါတွေမဟုတ်ပါဘူးသူတို့တန်ပိုးထားဆုံးအရာကလူမှုရေးသားဇာတ်အဖြစ်မို့လဲဆိုလိုတာကငင်းခွန်စရာအကြောင်းအရာသုံးပေါ်လာရင်တောင်းအနိုင်ယူဖို့ကြိုးစားမှာမဟုတ်ပါဘူးအလုံးတက်တောင်တက်တာရှိမယ်လမ်းကြောင်းကိုပဲတွယ်ဝိုက်ထီရောက်အောင်သွားကြမှာပါပန်းနိုင်ကတာယာဖို့ပဲ ီမှာဆိုရင်စကားပြောဆိုမှုရဲ့ဤရချက်တွေမှာဘလောက်တောင်ကွာခြားသွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တစ်ဖက်ကကိုယ့်ရဲ့တော်ကြောင်တက်ကြောင်ကိုတက်တေပြဟိုစူးစမ်းနေချိန်မှာနောက်တစ်ဖက်ကတော့အုပ်စုတစ်ခုလုံးရဲ့တာယာမှုကိုထိမ့်သိမ်းမှုစူးစမ်းနေတာပါ။ဒါဟာတကယ်ကိုအခြေခံကြတဲ့ကွာခြားချက်ပါပဲ။ဒီလိုလူမှုရေးတက်တောင့်တက်တာရှိမှုကိုဖန်တီးဖို့အတွက်ဆိုရင်တိကျတဲ့အပြုအမူတွေရှိပါတယ် ဥပမာတယောက်ယောက်ကစကားမပြောမိရင်တောင်အမားကိုထောက်ပြမင်းအစားဟာတာလုပ်ပြီးကြော့ဖြစ်ပေးတာမျိုးပေါ့ဒါမှမဟုတ်စကလန်းချောင်းလွဲပေးတာမျိုးနဲ့တခြားသူရဲ့ဂုန်းသစ်ခါကိုကာကွယ်ပေးတာကအဓိကပါပဲဒုတိယနေရာမှာကတော့ပထမတစ်ခုနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်တက်တွန်းတတရှိတဲ့ဘုံဝင်ကျင်ကိုဖန်တီးနိုင်ဖို့အတွက်ကိုမှထိန်ချုပ်နိုင်စွမ်းနဲ့တိစိတ်တဲ့ယုံကြည်မှုရှိဖို့လိုပါတယ်အရာရာကိုအခြေတော်ရင်ရှင်းပြနေစေရမလို့ပါဘူးဒီစောက်ကြားလိုက်ရင်တော့ဒါမှအတိုင်းပါပဲ ကျွန်တော်တို့အရေးတန်ကနေခဏလောက်လွတ်အောင်ရှောင်ခဲ့ကြရတယ်တဲ့ဒါပေမဲ့တကယ်တမ်းမှာဒါကဘာလို့ဆိုလို့နိုင်မလဲဒါဟာတောင်ပိုင်းကဇင်ခံအပိုင်းဖေးစကန်တစ်ခုမှာတလားလောက်အနားယူခဲ့တာကိုအရန်ချိုးချမ်းပြီးဖြိုးလိုက်တာဖြစ်နိုင်ပါတယ်နောက်ဥပမာတစ်ခုကြည့်ရအောင်တို့တို့ကမ်းရိုးတန်းပတ်မှာအချိန်နည်းနည်းသွားကုန်ဆုံးခဲ့တယ်တဲ့ဒါကတကယ်တော့မြေတဲပလေမှာရက်ရှိရွက်လေစီးပြီးခီးထခဲ့တာကိုဆိုလိုတာဖြစ်နိုင်ပါတယ် အသေးစိတ်မပြောရတဲ့အကြောင်းရင်းကပါလေဘာလို့လဲဆိုတော့သူတို့အတွက်ဒါကတာမန်အရာတစ်ခုဖြစ်ပြီးအထူးတလျပြောနေစရာမလိုလို့ပါပဲချူးချံပြောဆိုခြင်းရဲ့နောက်ွယ်ကအတွေ့အခေါ်ကတော့တကယ်တော့ရှင်းပါတယ်တကယ်အစ်စ်အမှန်တန်ဖိုးကအကျယ်တော်င့်ကြွားဝါနေစရာမလိုဘူးတိတ်ဆိတ်နေခြင်းကပိုပြီးစွမ်းအားကြီးတယ်ဆိုတဲ့သဘောပါပဲဒီအပြုတ်မှုတွေအားလုံးကတခုတည်းကိုပဲဥတည်နေပါတယ်အဲ့ဒါကတော့ဒီညီမှုနဲ့အကျက်တည်းရှိမှုပါစေလုရှားမှုကိုထိန်းချုပ်နိုင်လေ ကိုယ့်ရဲ့လူမှုရေးအဆင့်အတန်းကပိုမြင့်မားတယ်လို့အချက်ပြနေသလိုပါပဲကဲတတိယနဲ့နောက်ဆုံးနေရာမှာကတော့ကိုကိုကိုယုံကြည်မှုရှိပြီးလူဝတ်ချက်ထိမ့်သိမ့်နိုင်တဲ့သူတယောက်ဖြစ်ပြတ်သက်ခြင်းအားဖြင့်စွမ်းအားကိုဘလို့ပြတ်သက်မလဲဆိုတာနဲ့ပတ်သက်ပါရဲ့ဒီနေ့မှရဲ့ဒီကချက်ကတော့တကယ်ကိုအန်တိုဆက်ကောင်းပါတယ်ဒီအတိုင်းအဝိုင်းမှာညံခေါင်းသာဆွဲဆောင်မှုရှိတာတွေတက်တောင်းစိတ်ခန်းစားမှုတည်ငင်းပြီးယုံကြည်စိတ်ချရတဲ့သူတယောက်ဖြစ်ခြင်းကိုပိုပြီးတံပိုးထားကြတယ်လေ ဒီတော့အတွင်းစိတ်တည်နေမှုကိုဘလို့ပြမလဲအစွဲအထက်ဆုံးနီလန်းကတော့တခြားသူပျော်တာကိုအာယုံစိုက်နှာထောင်ခြင်းပါပဲဒါကကိုယ့်အကြောင်းပဲကိုပျော်နေစရာမလိုတဲ့ယုံကြည်မှုကိုပြပါပဲနောက်တစ်ခုကအတင်းအဖြစ်မပြောခြင်းဒါကလည်းအရန်အရေးကြီးတယ်ဘာလို့လဲဆိုတော့ဒါကကိုဟာရိုးဟွက်ချက်ကိုထိမ့်သိမ့်နိုင်တဲ့ယုံကြည်စိတ်ချရသူတယောက်ဖြစ်ကြောင်းသက်သေပြနေလို့ပါပဲအခုတော့အဆုံးဆုံးဆုံး system မှုရှိကိုရောက်လာပါပြီအပင်လူတွေမတိပဲလုံးမိတတ်တဲ့အကြီးမားဆုံးအမတစ်ခုရှိပါရဲ့ ဒီအမားတစ်ခုတည်းဟာအရှိမပြောခဲ့တဲ့နေရာမှာအလုံးကိုတပြိုင်တည်းချူပါလိုက်တော့ပါပဲဒီတော့လူတယောက်ဟာပြန်လူဖြစ်ကြောင်းချက်ချင်းပေါ်ပြလိုက်တဲ့အိတ်တာမိထားတဲ့မိကုံးကဘာဖြစ်မလဲအဲ့ဒီမိကုံးကတော့ဘာလောက်လောက်တလဲဆိုတဲ့မိကုံးပါပဲဟုတ်ပါတယ်ဒီမိကုံးလေးတစ်ခုတည်းမှာအဲဥမာဇလန်လေးတစ်ခုရှိတယ်လန်ဒန်ကညစာစားပွဲတစ်ခုမှာပေါ့အမေရိကန်တယောက်ကဒီမိကုံးကိုမေးလိုက်တဲ့အခါမှာစာပွဲပိုင်းတစ်ခုလုံးမှာရှိတဲ့အင်္ဂလိပ်တွေအလုံးဖြောင်းငန်းနဲ့တိုက်စစ်သွားခဲ့တယ်ဘာကြောင့်လဲ ဘာကြောင့်ဒီမေကွန်းကဒီလောက်တောင်အရေးကြီးနေရတာလဲဒီမေကွန်းကဘာကြောင့်ဒီလောက်တောင်မာရွေးနေရတာလဲဆိုတာကိုကျွန်တော်ရဲ့နေမအသုံးကိုနဲ့ပြန်ချိဆက်ကြည့်အောင်ပထမဆုံးဒါကလူတယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့အလုံးနဲ့အတိုင်းတက်လိုက်တယ်လို့ဖြစ်ပြီးတက်တော်တက်တာရှိမှုကိုဖျက်ဆီးပါတယ်ဒုတိယဒါဟာစုံစမ်းမင်းများနေလို့ဖြစ်နေပြီးချိုရန်ပြောဆိုကြည့်ကိုချိုဖောက်ပါတယ်ပြီးတော့တတိယအနေနဲ့ဒါကကိုကြိုးရှာတဲ့စိတ်သက်ကိုပြနေပြီးတည်ငြိမ်မှုကိုချိုဖောက်ပါတယ် ဒီတော့ဒီနေ့လေးလာခဲ့သမျှရဲ့အထူးကအနစ်ချုပ်ကတော့ဒါပါပဲတကယ်အထက်တန်းလောက်အတိုင်းဝိုင်းထဲကိုရောက်သွားပြီဆိုတဲ့လက္ခဏာက ကိုကိုကိုတက်တည်ပြဝူကျူးစားနေတာကိုရက်လိုက်တဲ့အချိန်မှာမှစတင်တာပါအာထုမှုမရှိပဲသက်သုံးသက်သာရှိနေခြင်းကသာအရာအလုံးထပ်ဖို့အရေးကြီးပါပဲကဲနောက်ဆုံးအနေနဲ့ဒီမိခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ချင်ပါတယ်ဒီလိုမပြောဘဲတရားတွေစီမင်းနေကတကယ်တော့လူတွေကိုပို့ပြီးရန်ချေးအောင်လုပ်ပေးတဲ့ဘာသာစကားတစ်ခုလား ဒါမှမဟုတ်လူတွေကိုအဆင့်အတန်းခွဲခြားဖို့တုံးတဲ့လျှို့ဝှက်ကိုတစ်ခုပဲလား